ပါဇက်ကနေထုံမပြောပဲရင်ဘတ်ထဲမှာပဲတိတ်စီထားတဲ့စကားများနံပါတ်1ဒေါသထွက်နေတဲ့အချိန်ပြောမဲ့စကားတွေကိုရင်ဘတ်ထဲမှာပဲတိတ်စီထားပါဒေါသထွက်နေတဲ့အချိန်မှာပြောလိုက်တဲ့စကားတွေဟာနောင်တရတရားတွေဖြစ်လာသေးနိုင်ပါတယ်ဥပမာလုံဖို့ကင်ဘတ်တရားရောက်ကိုဒေါသဖြစ်လို့မင်းကဘာတုံးချလို့လဲလို့ဒေါသစိတ်နဲ့ပြောလိုက်ပြီးဆက်ဆံရေးကိုပြိုကွဲသွားသေးနိုင်တယ်လေနံပါတ်2 လိုဝတ်တင်းတဲ့လိုဝတ်ချက်တွေကိုရင်ပတ်ထဲမှာပဲတင်စီထားရမယ်။သူများရဲ့လိုဝတ်ချက်ပဲဖြစ်ဖြစ်ကိုကိုယ်တိုင်ရဲ့လိုဝတ်ချက်ပဲဖြစ်ဖြစ်တင်စီထားနိုင်တာယုံကြည်မှုကိုတည်ဆောက်ထားတာပဲ။ဥပမာကိုယ်တငယ်ချင်းတယောက်ယောက်ကသူ့ရဲ့အတွင်းရေးတွေကိုကိုယ်ပြောပြမယ်။ဒီလိုကိုယ်ကိုယုံကြည်လို့လာပြောတဲ့အတွင်းရေးတွေကိုရင်ပတ်ထဲမှာပဲတင်စီပြီးလိုဝတ်ထားရမယ်ကွ။နံပါတ်3မတိကြတဲ့တည်င်းစကားတွေကိုရင်ပတ်ထဲမှာပဲတင်စီထားရမယ်။ တိကျဒေတာမှုမရှိတဲ့သတင်းတွေကိုဘယ်သူ့ကိုမှပြန်မပြောတာ အကောင်ဆုံးပဲလေဥမာဘယ်သူကတော့ဘာဖြစ်နေတယ်ဘယ်နေရာမှာဘာဖြစ်နေတယ်ဆိုတဲ့အချက်လက်တိတိကျကျမရှိတဲ့သတင်းစကားတွေကိုဘယ်သူ့ကိုမှပြန်ပြီးမပြောပါနဲ့နံပါတ်၄လူတယောက်ကိုနာကျင်စေမဲ့စကားတွေကိုရင်ပတ်ထဲမှာပဲတင်စီထားပါကိုယ့်ရဲ့ပဇက်ကထွက်လာမဲ့စကားတခုဟာတခြားသူတယောက်ကိုနာကျင်ထိခိုက်စေနိုင်တယ်ဆိုရင်အဲ့ဒီစကားကိုမပြောတာ အကောင်းဆုံးပဲမဟုတ်ဘူးလားဥပမာမင်းကဘာတုံးကြလို့လဲမင်းလိုကောင်မျိုးကဘယ်နေရာမှာတုံးစာရလို့လဲဆိုတဲ့စကားမျိုးတွေဟာတစ်ဖက်လူရဲ့စိတ်ကိုအယံကိုထိခိုက်နာကျင်စေနိုင်တယ်ကွနံပါတ်၅ကိုမကျွမ်းကျင်တဲ့အရာတွေကိုဘယ်တော့မှမပြောနဲ့ဥပမာလူတစ်ယောက်ကနေမကောင်းလို့ကိုကိုလာတိုင်းမင်းတဲ့အခါကိုကဆရာဝန်လိုတက်သည့်နားလေတာမှမဟုတ်ပဲဟိုဆေးလေးတောက်ကြည့်ပါလားဒီဆေးလေးတုံးကြည့်ပါလားဆိုပြီးလမ်းညွှန်လာမျိုးတွေဘယ်တော့မှမလုံနဲ့ ဘာကြောင့်လဲဆိုတော့ဒီနေပေအားမင်းချွန်းကျင်တဲ့နေပေမဟုတ်တာကြောင့်အဲ့ဒီလူမအကျိုးထက်အဖြစ်ကိုပိုးဖြစ်သွားနေနိုင်တယ်လေ။စကားတခွန်းဟာအရန်ကိုတန်ဖိုးကြည့်တယ်။ဘာကြောင့်လဲဆိုတော့လူနှစ်ယောက်ကိုခင်မင်ပြတ်သွားနေနိုင်တယ်။ခိုက်ရန်ဒေါသဖြစ်ပွားနေနိုင်တယ်။ပြီးတော့ယုံကြည်မှုတွေခင်မင်မှုတွေကိုလည်းမိနဲ့ပိုင်းအတွင်းဖျက်ဆီးပြစ်နိုင်လို့ပဲ။စကားကိုရွှေလိုချင်းနှကန်းကြားမှာလောင်ကာထားဆိုတဲ့သကပုံအတိုင်းပဲ။ ကိုယ်စကားကိုကိုယ်တိုင်ရင်ဆန်းစေမပြောမိခင်မှာညံနေချင်းချင်းပြီးကိုယ့်ရဲ့နှုတ်ကိုကန့်တန်နိုင်တာပညာရှိတွေရဲ့ဇယိုက်လက္ခဏာပဲဒါကြောင့်အဖိုးပြောခဲ့တဲ့အပေါ်အချက်တွေကိုသတိထားပြီးရင်ပတ်ထဲမှာပဲတင်စီစင်းတဲ့ဇကားတွေကိုကိုယ့်ရဲ့ရင်ထဲမှာပဲထားဝရတင်စီထားလိုက်မယ်ဆိုရင်ပြဿနာကြီးလည်းနေလာမယ်လူမှုဆက်ဆံရေးနယ်ပယ်မှာလည်းပိုပြီးအဆင်ပြေချောမွေလာလိမ့်မယ် ကျွန်တော်နေ့လီစာပေရဲ့စာပေလက်ဆောင်ဗီဒီယိုလေးတွေကို YouTube နဲ့ TikTok မှာလည်းနေ့စဉ်တင်ဆက်ပေးလျက်ရှိပါတယ်။ဒါကြောင့်ကျွန်တော်နေ့လီစာပေရဲ့ YouTube Channel နဲ့ TikTok အကောင့်လေးတွေကိုလည်းတွားရောက်အားပေးကြပါအောင်ဗျ။ကြည့်ရှုအားပေးခဲ့တဲ့မိတ်ဆွေတယောက်ချင်းစီကိုလည်းကျေးဇူးအထူးတင်ပါတယ်။ထိုင်းနိုင်ငံမှာရှိကြတဲ့စာအုပ်စာပေကိုချင်းမြတ်လို့ကြတဲ့စာပေချစ်သူမိတ်ဆွေများအတွက်သတင်းကောင်းလေးတစ်ခုကိုပြောပြပါရစေ။အဲ့ဒါတော့နှင်းစီစာပေဆိုတဲ့ပိတ်ကနေဇာရေးဆရာပေါင်းများသောရဲ့တုတ္တရာတနီးပညာဗုဒ္ဓဝင် အောင်မြင်ရေးစိတ်ခွန်အားစားရစာအုပ်ပေါင်းများစွာကိုအလွယ်တကူမှာဦးလို့ရရှိနိုင်ပြီဆိုတာ ਉਹ ပါထိုင်းနိုင်ငံမှာရှိတဲ့ဘဲမျိုးကိုမဆိုပို့ဆောင်ပေးသွားမှာဖြစ်ပြီးငွေကြိုလွဲဖို့လုံးဝလုံးဝမလိုပါဘူးစာအုပ်ရောက်မှငွေချေလိုက်ရုံပါပဲဆက်သွယ်မှာဟုတ်ခြင်းနဲ့သူများအနေနဲ့နှင်းစီစာပေရဲ့ Facebook ပေးရဲ့ချက်ပေါက်မှာလိုချင်တဲ့စာအုပ်မျိုးစာနဲ့စာရေးဆရာဆရာမတွေရဲ့နာမည်ကိုပြောပြပြီးအလွယ်တကူမှာဦးလို့ရရှိနိုင်ပါပြီဗျာ ဒါကြောင့်အများဆုံးပဲနှင်းစီစာပေးရဲ့ Facebook page မှာလိုချင်တဲ့စာရေးဆရာတွေရဲ့စာအုပ်တွေကိုအလွယ်တကူရွေးချယ်ပြီးဝယ်ယူလိုက်ကြပါဗျာ။